CEO တယောက်ကလွန်ခဲ့တဲ့6နှစ်တုန်းကသူ့ကိုထားခဲ့တဲ့ချစ်သူဟောင်းလေးဟာအခုချိန်မှာမျက်မမြင်ဖြစ်သွားပြီဆိုတာသိလိုက်ရတယ်။သူရုတ်တရက်စဉ်းစားလို့ပင်မဆုံးသေးဘူး။ကာတစီကသူ့မစီကိုအချိန်နဲ့တက်တက်လာနေတာကိုတွေ့လိုက်ရတယ်။သူလည်းမဆိုင်မတွက်ရှိဘူးပြေးထွက်ပြီးသူ့ခန္ဓာကိုယ်နဲ့သူ့မကိုကောက်ွယ်ပေးလိုက်တယ်။ဒါပေမဲ့မျက်မမြင်မင်းကလေးကသူ့ကိုမမတ်မိပါဘူး။စိတ်မကောင်းဖြစ်ပြီးတောင်းပန်ပါတယ်ရှင့်တိုက်မိသွားတာလားမသိဘူးလို့ပြောပြီးတောင်းပန်ရှာတယ်။တုံ့ပြန်နေတဲ့ဘာလို့ရမှန်းမသိတဲ့ မင်းကလေးကိုကြည်ရင်နှစ်ပေါင်းများစွာတည်ပိုးလာခဲ့တဲ့သူ့ရဲ့မုန်းတီးမှုတွေဟာချက်ချင်းပြောက်ကွယ်သွားတယ်။သူမသိခဲ့တာကသူမဟာသူ့ကိုလုံးဝထားမသွားခြင်းကဲဘူးဆိုတာပဲ။သူမရဲ့မိဘတွေဆုံးပြီးနောက်လောဘကြီးတဲ့ဦးလေးကအမွေကိုရဖို့ပြစ်မှတ်ထားလာတယ်။သူမချစ်ရတဲ့သူကိုကာကွယ်ဖို့အတွက်သူမဟာအတက်နိုင်ဆုံးရက်စက်တဲ့နီလန်းနဲ့သူ့ကိုတိုးထုတ်ခဲ့ရတာပါ။ဒါပေမဲ့ CEO ကတော့ဒါတွေဘာမှမသိခဲ့ဘူး။သူစင်းရဲလို့သာသူ့ကိုထားသွားတယ်လို့ပဲအမြဲယုံကြည်ခဲ့တာ။တ냐နေပွဲတစ်ခုမှာဇပွဲထိုးတစ်ယောက်ကသူမကိုအိမ် ဒါစီဂယုတဆိုင်လမ်းပြခေါ်သွားတာကိုသူတွေ့လိုက်ရတယ်သူလည်းမသိစိတ်နဲ့နောက်ကနေလိုက်သွားမိတယ်သူမဟာဒံယာကိုလက်နဲ့ဆမ်းပြီးကိုပါတာကူဖို့ကြိုးစားနေရှာတယ်သူမရဲ့ရုံးကန်နေရပုံနဲ့အားငယ်နေပုံကိုမြင်ရတော့သူ့ရင်ထဲနာကျင်သွားတယ်သူရှိတိုးသွားပြီးထိုင်ကုန်မှာထိုင်ဖို့ကူညီပေးလိုက်တယ်သူမကအရှင်ဘယ်သူလဲလို့မေးတော့သူဖြစ်မနေဘူးဒံယာကိုတေချာတန်ရှင်းပေးရင်မလုံနဲ့အမာရွကျန်သွားလိမ့်မယ်လို့ညင်သာစွာပြောလိုက်တယ်ဒီအတန်ကြာတော့သူမတကူလုံးတုံးလုံးသွားတယ်ဘာလို့ လဲဆိုတော့အထက်တန်းကျောင်းလုံးကဒီစကားကိုပြောခဲ့တဲ့ကောင်လေးကသူဖြစ်နေလို့ပါပဲ။သူမှလည်းမထိန်နိုင်ပဲသူ့နာမည်ကိုတိုးတိုးလေးခေါ်လိုက်တယ်။ဒါပေမဲ့သူကတော့လန့်သွားပြီးညှိလိုက်တယ်ပြီးတော့အမြန်ထွက်သွားတယ်။သူမှလည်းထပ်မစင်စားတော့ပါဘူး။ကိုဆုပ်ဖြစ်ခဲ့တဲ့သူကဘာလို့များကိုကိုလာကူညီပါမလဲလေ။ပွဲခန့်မှလည်းပြန်ရောက်တော့ပရိရဲ့များတဲ့မိန်းမတယောက်ကသူမှအကြောင်းအတင်းပြောနေတာကိုသူကြားလိုက်တယ်။သူလည်းတန်းသွားပြီးအဲ့ဒီအမျိုးသမီးကိုသူ့အဖေနဲ့မိတ်ဆက်ပေးဖို့တောင်းဆိုလိုက်တဲ့အကြောင်းကတော့ လက်ထပ်ဖို့ကမ်းလှမ်းကျင်လို့ပါတဲ့အဲ့ဒီအမျိုးသမီးရဲ့အဖေကမျက်မမြင်မင်းကလေးရဲ့ဦးလေးပဲလေအဲ့ဒီမိမကသူ့ကိုလက်ထပ်ဖို့ရည်ရွယ်တဲ့ထင်ပြီးသဘောကျပြီးသူ့အဖေစီကိုအ мян ခေါ်သွားတယ်ဒါပေမဲ့သူလက်ထပ်ချင်သူကမျက်မမြင်ကောင်မလေးဖြစ်နေတာကိုသူမမသိခဲ့ပါဘူးသူမရဲ့အဖေကမြင်မာတဲ့လူဖွဲ့စည်းတဲ့သူတို့ဝင်ရောက်နိုင်ပြီလို့ဝန်တာနေတော့မှ CEO က ခမရသမီးကိုလက်ထက်ချင်တယ်လို့ကျွန်တော်ဘယ်တော့ကပြောခဲ့လဲကျွန်တော်ကသူ့ဝမ်းကွဲကိုလက်ထက်မှာလို့ပြောလိုက်တာကိုအဲ့ဒီမိမကစက်တီတီသွားတယ်မျက်မမြင်မိမကိုလက်ထက်ချင်တယ်ဆိုတာမယုံနိုင်ဘူးသူမကမိခင်ကိုခေါ်ပြီးကောင်းမလေးကိုအပုတ်ချဖို့ကြိုးစားတယ်ဒါပေမဲ့ CEO ကစိတ်ဆုံးဖြတ်ပြီးသားသူကဒေါ်လာတန်း50စာချုပ်ကိုစကွဲပေါ်တင်လိုက်ပြီးညင်းရင်ဒီအပေးယူပြတ်မယ်လို့ပြောလိုက်တယ်လောဘကြီးတဲ့ဦးလေးလည်းချက်ချင်းလက်ခံလိုက်တယ်။ CEO ကနောက်နေ့မနက်မှာကောင်းမလေးကိုလာခေါ် မဲဆိုတာတော့ပြောထားဖို့မှလိုက်တယ်ကောင်မလေးအိမ်ပြန်ရောက်တော့ဦးလေးကမိသားစုစီပွားရေးအကျက်တဲပြနေတယ်လို့လိန်ပြီးစီပွားရေးအတွက်လက်ထပ်ပေးရမယ်လို့ပြောတယ်။သူမကချက်ချင်းညင်းနေသူမညင်းနေတာကိုတွေ့တော့ဦးလေးကမင်းသဘောမတူရင်မင်းညီလေးရဲ့စားစရာကိုဖျက်တော့ပြမယ်လို့ချင်းချောက်တယ်။ညီလေးကိုကောက်ွယ်ဖို့အတွက်သူမဟာဒီလက်ထပ်ပွဲကိုလက်ခံဖို့ကလွယ်လို့တခြားရွေးစရာလည်းမရှိတော့ပါဘူး။